ဖန်ဆီးရမိထားတဲ့မော်တော်ယာဉ်တွေပေါ်ကအကောက်ခွန်မဲ့ကုန်ပစ္စည်းတချို့ကိုတန်ကျေဆောင်ပြီးပြန်ရွှေ့နိုင်ကြောင်းအကောက်ခွန်အစည်းအဝေးကကြေညာလာပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ14ရက်မှစက်တင်ဘာလ3ရက်အတွင်းကရင်ပြည်နယ်၊မွန်ပြည်နယ်၊မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်အထူးအဖွဲ့တွေနဲ့အကောက်ခွန်အစည်းအဝေးတို့မှာတရားမဝင်ကုန်စည်တွေလိုင်စင်မဲ့အကောက်ခွန်မဲ့ကုန်ပစ္စည်းတွေနဲ့ပိတ်ပင်တာမြေကုန်ပစ္စည်းတင်မော်တော်ယာဉ်480စီးကိုစစ်ဆေးဖမ်းဆီးခဲ့ပါတယ်။ ကွန်ပျူတာနဲ့ကွဲလဲတင်သွင်းလာတဲ့သို့မဟုတ်လုံးဝကွန်ပျူတာမပါဘဲတင်သွင်းလာတဲ့ license မဲ့အကောက်ခွန်မဲ့ကုန်ပစ္စည်းတွေကိုပင်လယ်ရေကြောင်းအကောက်ခွန်အပ်ဥပဒေအရတင်းလျော်တဲ့ရွေးယူဒဏ်ငွေတက်ရိုက်ဆောင်ရွက်မှာပါကန်တတားမြေကွန်ပစ္စည်းတွေဖြစ်တဲ့ Fake Secret, Bia Petrol စတာတွေကိုတော့လုံးဝတင်းဆက်မှာဖြစ်ပြီးတချို့သောတရားမဝင်ပစ္စည်းတွေကိုဒန်ဂျေးနှဆဒဆစာဝက်3.35ဆအစရှိတဲ့ဒန်ဂျေးကောက်ကရွေးခိုင်းဖို့စီစဉ်နေတယ်လို့သိရပါတယ်။ ဖန်စီယာမီရဲ့မော်တော်ယာဉ်တွေကတရားဝင် မှတ်ပုံတင်ထားခြင်းမရှိတဲ့လိုင်စင်မဲ့ယာဉ်နဲ့ဆက်တစည်းနဲ့ပိတ်ပင်တမ်းမြေကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့မော်တော်ယာဉ်15စီးကိုတော့ပြည်သူ့ဗဏ္ဍာအဖြစ်တင်ဆက်ဆောင်ရွက်တော့မယ်လို့သိရှိရကြောင်းပါခင်ဗျာအဲ့